ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အဲ။နောက်ကျွန်တော်ကအခုလက်ရှိအနောက်ဘက်တိုင်းဆက်တန်းန်းကျုပ်ရဲ့ပေါ့နော်။မုံရွာမှာမုံရွာမှာကျွန်တော်ကဒီမှာစကိုင်းတိုင်းဝင်ကြီးကျုပ်အသက်18နှစ်အောက်စကိုင်းတိုင်းဝင်ကြီးကျုပ်ပေါ့နော်ဝင်ကြီးကျုပ်ဖလားဘလုံးဝဲတွေရှိတယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအလှူပေါ့နော်။ဟိုဟာကဟို ရဟန်းတန်က100ခွနပါလားမသိဘူးเนาะအဲ့အလူပေါ့ရှင်ပြုအလူပွဲရှိတယ်အဲ့အလူပွဲအတွက်ကျွန်တော်တို့ကိုကျော်စိုးဦးတို့ညီမလေးသဇင်ဦးတို့ကမုံရွာကိုရောက်ရှိနေတာဖြစ်တယ်ပေါ့เนาะအဲ့တော့ဟိုမုံရွာမျိုးရဲ့အခြေအနေလေးကိုလောလောဆယ်တော့ပြောချင်တာမုံရွာမျိုးရဲ့အခြေအနေကအေးစေးစေးတည်တည်ငြိမ်ငြိမ်ရှိတယ်အဲဘာမှဟိုလိုင်းပေါ်မှာပေါ့เนาะအဲ့လိုအရန်ကြီးပြောတာတလို့မျိုးမဟုတ်ဘူးကျွန်တော်တို့ဆိုရင်အခုเนาะအဲ့ ် PDF တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုတွားတာတောင်ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူးနော်ဘယ်ကိုရောက်နေပြီလဲမသိဘူးကျွန်တော်တို့ဆိုဒီနေ့လမ်းဆောင်ကဘာလမ်းဆောင်လဲကျွန်တော်တို့ကြောက်လို့မလာရဘူးကျွန်တော်တို့ PDF တွေကြောက်လို့မလာရတာဖြစ်မယ်တဲ့ကုကျွဲရဲလမ်းဆောင်ကျွဲရဲလမ်းဆောင်ပေါ့နော်ကျွဲရဲလမ်းဆောင်တို့ပါတော့ကျွန်တော်တို့ PDF တွေလိုက်ရှာနေပီဒီအေတွေမတွေ့ဘူးအခုကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိကျင်လို့ကျွန်တော်တို့အောက်ကနေသွားမယ် နော်အောက်ကကားလမ်းနဲ့သွားမယ်လိန်နဲ့မဟုတ်တော့ဘူးဒါပေမဲ့တခုနော်တခုကအောက်လမ်းနေသွားမယ်ဒါပေမဲ့ကျွန်တော်တို့ကြီကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့ရှစ်ဆေးတာရှိတယ်အဲကြီကြီကြီကာကားတွေပေါ့နော်အဲကြီကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ကြီကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခု နော်ဒီအနောက်မြောက်တိုင်းစရဏန်ကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ကြီကာကားနဲ့သွားမယ်နော်ကြီကာကားနဲ့သွားမယ်တပုံဘယ်နေရာမှာရှိလဲဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟိုဗီဒီယိုမှန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုဟာပေါ့နော်ဂျိုလဲပေါ့ရင်ပေါ့နေမယ်အမီလဲပေါ့ရင်ပေါ့နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်ငါတို့အလွယ်တကူမင်းတို့သိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့ မုံရွာကနေမန္တလေးကိုကြည်ကာကားနဲ့သွားမှာသွားမှာသွားကြည့်မယ်တို့ဘုံခွဲရင်တော့ခွဲပေါ့ဗျာမတက်နိုင်ဘူးအဲ့ဒါတော့အဲ့တော့ကြောင့်လည်းတည်တဲ့တည်ပေါ့မမဟုတ်လားဒိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လို့တာဒါပေမဲ့မုံရွာမျိုးပေါ်မှာကတော့နောက်ဘက်တိုင်းစစ်တပ်နဲ့ညိုတိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့အဲရင်ခွင်ရေးအခုလုံးရတာအေဂျင့်နဲ့မုံရွာကနေပြန်အောင်မပြန်ချင်ဘူး မုံရွာကဌာနဆိုင်ရာတွေအားလုံးကိုပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမုံရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြင်းနေရကျွန်တော်ဟိုနေ့ကပြောခဲ့တယ်ဟိုရွှေလင်းုံဆရာတော်ဘုရားကြီးကမိန်တာပေါ့เนาะဒီเนาะအနောက်မြောက်တိုင်းစစ်တပ်နံကျုပ်ထဲမှာရှိတဲ့ညောင်ပင်က82ပြည်လုံးပဲ82ပြည်ရှိတယ်เนาะ82ပြည်ရှိတယ်အဲ့ဒီရဲ့ညောင်ပင်ကြီးကမဟာဗောဓိမြံညောင်ပင်ကြီးကသူက ဖျားပွင့်ထားတဲ့ညောင်ပင်နဲ့ညီနောင်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့သူကသူဒီဗောဓိညောင်ပင်ကြီးကဖျားမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်ကဖျားပွင့်သွားတာဆိုတော့အဲ့ဒီလင်းုံရွှေလင်းုံဆရာတော်ဖျားကြီးကမိန်ထားတာရှိတယ်เนาะအဲ့တော့ အဲ့ဒီကနေပြီးကျွန်တော်မင်္ဂလာကန်ဆိုပြီးတော့မင်္ဂလာကန်ဆိုတာအခုနောက်မြောက်တိုင်းစတန်နဲ့တိုင်းဘူးဗိုလ်ချုပ်မျိုးမင်းထွေးပေါ့နော်ဗိုလ်ချုပ်မျိုးမင်းထွေးရောက်မှအိုက်ကန်ပေါင်းပေါ်မှာမီးလာတွေဆင်ပေးထားတယ်အဲကွန်ကရစ်လမ်းတွေခင်ပေးထားတယ်အောက်မှာတော့ကြာပန်းနေနဲ့အလယ်မှာဟိုကျွန်တော်တို့ရှင်ဦးဟိုဟာလားရှင်ဦးပါဂုဒ္ဒရှင်ဦးပါဂုဒ္ဒဟိုဟာဖရားပေါ့နော်ဟိုဟာရှင်ဦးပါဂုဒ္ဒဟိုဟာနဲ့ကျွန်တော်တို့အဲ့မှာလှုပ်ထားတယ်အဲ့မှာတော်တော်လေးလေးတာယာတွေအေဂျင့်နဲ့ပေါ့နော်အေဂျင့်နဲ့အဲ့မှာမီးတွေမှာလည်းတစ်ပင်တွေအလှကျနာလည်းတိုင်းမူရလည်း အဲတော်တော်ကိုဒီစကိုင်းတိုင်းအတွက်ပေါ့နော်ဒီတော်တော်အလုတ်လုတ်ထားပုံပေါ်တယ်အဲ့တော့ကျွန်တော်ခဏနားမယ်ဒီမှာကျွန်တော်ညီမလေးဒဇင်ဦးပေါ့နော်ဒဇင်ဦးကဒီနေ့သူ့ရဲ့စီရေးအခြေအနေကိုအဲကျွန်တော်တို့တွေမောင်နှမတွေကအဝေးရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော် YouTube Live ကနေပြီးတော့မှကျွန်တော်ညီမလေးက ဒီအေဂျင်တော်နေထိုင်ခြင်းနဲ့ပြည်သူလူထုတွေတမတော်ကာကွယ်ဦးစီးချုပ်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေနောက်ဆက်ကအစိုးရဝင်တရက်လုံးပြီးတမတော်နဲ့တမတော်သားမိသားစုတွေကိုတည်စီခြင်းနဲ့စိတ်နဲ့ညီမလေးရဝင်ရောက်ပြီးတော့မှလိုက်လွင့်မှာဖြစ်ပါတယ်။မိုင်လာဟုတ်ကဲ့ကိုစောဖုန်းအကောင့်ကနေပြီးတော့ဒါအကူကြီးတောင်းပြီးတော့ဒီနေ့တရင်ကြောင်လေးတစ်ခုပြန်ပြီးတော့မျက်ဝေချင်တာလေးရှိလို့ပါအဲဆိုတော့ ေါ့နော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တရင်တစ်ခုပေါ့အဲ့ဒါတော့ဗာလဲဆိုတော့ဒီဘဲရင်မျိုးနေအိုထိန်ခွင်းကြီးရွာစတင်ရောင်းတပ်မတော်ကနေပြီးတော့လီရင်နဲ့ဒါဘုံချဲတဲ့အတွက်ကြောင့်မလို့ចောင်းသားចောင်းသူ90ဝင်းကျင်တည်ဆုံထိခိုက်တယ်ဆိုပြီးတော့ဒီအကြံဖတ်အပေးမီဒီယာခေတ္တကနေပြီးတော့တင်လာတာကိုတွေ့ရတယ်ဝါရဖြန့်ချီလာတာကိုတွေ့ရတယ်ဆိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တတိကုံစုံစမ်းနေပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနမခအတိုင်းတွင်းထဲမှာအဲကံကောဆိုလို့ရှိရင်မုံမလင်းငယ်ငယ်ကလေးရမှာကျွန်တော်တို့ကံကောဘက်မှာလေးအောင်မြင်မှုတွေရရှိတဲ့တရင်တွေရှိရယ် ပြီးတော့ဒီကျွန်တော်တို့ဟိုတခြားပေါ့နော်ဒီနမခအတိုင်းမှာတခြားသောဖြစ်စဉ်တွေဖြစ်စဉ်တွေအသေးစိတ်တော့ပြောမပြတော့ဘူးပေါ့နော်အဲ့တော့ဖြစ်စဉ်တွေအများကြီးရှိတယ်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာလို့မှ၃ရောင်ပေါင်းပြီးတော့ဒီဂရီတရင်းတွေချိတ်ဆက်ပြီးတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုတင်ပြခဲ့တယ်အခြေအနေမှန်တွေကိုတင်ပြတယ်တရင်းကောင်းတွေရောပြီးတော့ဒီတရင်းတွေတော်များချိတ်ဆက်ပြီးတော့လုတ်ခဲ့တယ်ပေါ့အဲ့လုတ်ခဲ့လုတ်နေတဲ့အချိန်မှာတေချာပေါက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကိုဒီဘဲရင်နယ်ဘက်ကိုလေလေချောင်းကနေပြီးတော့ ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နှိမ်နေခြင်းရှင်းလင်းခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တရားသိခဲ့တယ်။အဲ့တော့ဘာဖြစ်တာလဲ။ဘာကြောင့်ဒီကလေးတွေတီးကြတာလဲပေါ့နော်။ကျွန်တော်တို့အမှစဉ်းစားကြရတယ်အများကြီးရှိတာ။အများကြီးရှိတာရဲ့အခါမှာဟိုတရားဒီဘင်းရင်နယ်ဘက်ကလူတွေကိုမင်းမြတ်စုံစမ်းကြည့်ခဲ့တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကြောင်းပေါ့နော်။အိုထင်းကွင်းရာစာတင်ကြောင်းကိုသူကကလေးတွေကိုចောင်းသားចောင်းသူတွေကိုသူကဖြူစိမ့်ဝတ်စုံနေနဲ့ခေါ်ထား။ဘာလို့ခေါ်ထားရလဲဆိုရင်စန္ဒပြခိုင်မလို့ ဇနပြဓာတ်ပုံရိုက်ရိုက်ပြီးတော့လို့ရှိရင်သူကခေတ္တမီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူတို့ကပတ်စံတောင်းမယ်ခေတ္တမီဒီယာကလည်းသူတို့ပတ်စံပေးပြီးတော့အဲ့ပုံတွေရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးတွေရိုက်ခိုင်းတာသူတို့ကအပေးယူတွေသူတို့ကငကိုကလေးရမှာရှိပြီးသားအဲ့အခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်အိုထင်းကွင်းရွာစာတင်ကြောင်းဘက်ကိုခေါ်လိုက်တယ်ဇနပြအခိုင်မလို့ဓာတ်ပုံတွေရိုက်ခိုင်းမလို့ခေါ်လိုက်တယ်ခေါ်လိုက်တော့ကလေးဆိုတာတွေကတည့်ရတိုင်းပဲလေလူငယ်တွေဆိုတာကတော့စူးစမ်းနေတယ် စူဇန်းနဲ့အစိတ်ရှိကြတယ်အဲ့တော့စူဇန်းနဲ့ဘာလုပ်လဲဆိုတော့ဒီမှာအဲ့ဒီအိုထင်းကွင်းရမှာအရင်တော့သူတို့ကိုယ်တိုင်ပဲဒီအိုထင်းကွင်းရစာတင်ကျောင်းထဲမှာသူတို့ကိုယ်တိုင်ပဲ TikTok ကနေပြီးတော့ဗီဒီယိုဖိုင်တွေတင်ထားတယ်အဲ့ဒီမှာဟိုဘုံသီးတွေနော်ပြီးရင်ဟိုဒီ drone မှာတက်တဲ့ပြီးတော့တင်ထားပူခဲ့တဲ့ file တွေရှိတယ်အဲ့ file တွေလည်းကျွန်မနေဒေတာကန်ကြီးလည်းလာပြတယ်အဲ့ဒီအိုထင်းကွင်းရစာတင်ကျောင်းအားတဲ့အဲပြီးတော့ ခွင်းတော့ကြာပြီအကြောင်းခွင်းတော့ကြာပြီအဲ့အကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်နေရှိရဲ drone ဓာတ်ရီကိုပြုတ်လုံနေရနေ့စဉ်နဲ့အမျှပြုတ်လုံနေကျွန်မ video file လေးတစ်ခုကိုအရင်ပြခွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့အရာတွေနဲ့ပြုတ်လုံတာဖြစ်တဲ့အတွက်ကြောင့်မလို့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လုံတာပြုတ်လုံတဲ့အခါမှာចောင်းသားចောင်းသူတွေခလေးငယ်တွေလာကြတယ်ခလေးငယ်တွေလာတဲ့အခါမှာခလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့အဲဒီရန်နေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်သိရတော့တေချာတာတော့ဟိုတရေနှစ်ခုဖြစ်သွားပါတော့ ဒီနာမခအတိုင်းထဲမှာဒီဘဲရင်အိုထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီကြောင်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့သတင်းကလည်းတော့ confirm ဖြစ်တယ်တည်ကြတယ်ကျွန်တော်တို့မျက်နာတွေနဲ့တောင်ကျွန်တော်တို့ဒါချပြပြီးတော့ပြောနေတာဆိုတော့မဟုတ်တဲ့သတင်းတွေကျွန်တော်တို့မပြောဘူးအဲ့တော့အဲ့ဒီသတင်းတစ်ခုကလည်းတည်ကြတယ်နောက်တစ်ခုကသူတို့တင်ထားတဲ့ video file ကဒီပေါက်ကတက်တဲ့ပစ္စည်းတွေဒီကြောင်မှာရှိတယ်ဆိုတာကိုသူတို့ဒီအချက်နှစ်ချက်အရာတည်ကြတာကတော့ဒီကလေးတွေတည်ရယ်ပဲဟိုတည်သွားတယ်လို့တော့ပြောကြတာပေါ့နော်ဒါသူတို့တင်တဲ့သတင်းတွေကတော့ကလေးတွေတည်ရယ်လို့ပဲပြောတယ်တည်ကြတယ်အဲ့ဒီတည်ဆုံးမှုကကျွန်တော်တို့ဒီတက်မတော်နဲ့ဘာမှ တမတော်ကလှုပ်လို့ဒီကလေးရရရတာတိတ်ဆုံးတာလုံးဝမဟုတ်ဘူးဆိုတော့ဒါအခုကြည့်ငယ်သူတွေအကုန်လုံးဒီမှာကြည့်ငယ်သူတွေအကုန်တထောင်ကျော်လောက်ရှိရယ်နားနေပြီးတော့ပြောကြခြင်းနေဆိုတော့တင်းလူတင်းမားတွေကတော့အများတန်းလို့လို့အဲ့ဒီမီဒီယာကြီးကတော့တောက်လျှောက်တော့တင်နေရတော့ရှိတာပေါ့အဲတို့ပေမဲ့လည်းပြည်သူလူထုအနေနဲ့တရားချင်းငင်ပြီးအောင်ကြည်စီချင်ပါတယ်ပြီးတော့ ောင်းပိရက်ကာလာကြီးလေနော်နွေရာသီကျောင်းပိရက်ကာလာကြီးနွေရာသီကျောင်းပိရက်ကာလာကြီးမှာအဖြူစိမ့်နေဝတ်ပြီးခလေးတွေတည်တယ်ဆိုတာခင်ဗျားတို့ဖြစ်နိုင်တာအကိုပါကိုပဲစဉ်းစားကြည့်ကိုကကိုပဲစဉ်းစားကြည့်ကျွန်မပြောတာမယုံဘူးဆိုရင်စိမ့်နေဝတ်ထားတယ်ဆိုတာကယုံကြည်ရှိလားနောက်တစ်ခုကဟုတ်ပြီအဖြူစိမ့်နေဝတ်ပြီးတော့ဟိုတို့စာတင်ကြရတယ်ပဲထားအောင်အဲ့ဒီဒီဘဲရင်မျိုးတွေမှာကျွန်တော်အစိုးရရဲ့ပညာရေးရန်နေရာမရှိတော့ဘူးအဲ့ဒီမှာစာတင်ကြောင်းနေပညာရေးကဏ္ဍတွေကရက်တန်နေကြာပြီဒီဘဲရင်ဆိုတာကခင်ဗျားတို့လည်းသိမှာပါ အကြမ်းဖက်ပြီးရဲ့ဒီဆုံးမိုးနေတဲ့နေမီလို့တောင်ပြောလို့ရတယ်အဲ့လိုနေမီမျိုးမှာဟိုကျမတို့အစိုးရဝန်ထမ်းတွေဆရာဆရာမတွေစာလာရောက်ပြီးတင်ကြားနိုင်ခြင်းမရှိတောင်းသားကျောင်းသူတွေလည်းစာတင်ကြားနိုင်ခြင်းမရှိဘူးတကြတာဒီတို့အန်ယူစီကနေတော့ခေါ်ရဲဖွင့်လိုက်တဲ့အကြောင်းနေတာရှိခြင်းရှိမယ်ဆိုတော့အဲ့ဒီခိုင်တွေတိဆုံးမှုကတက်မတော်နဲ့ဘာမှလည်းမဆိုင်ဘူးဒါတက်တက်မဲ့တက်မတော်ပေါ်မှာဟိုပုံရိပ်ဖြတ်ခြင်းလို့ထုံးစံနိုင်ပေါ့တို့လုံနေကြတဲ့အတိုင်းပေါ့တက်မတော်ပေါ်မှာဘီသူလူတို့အမြင်မကြည့်အောင် လာပြည်သူတွေတက်မတော်ပေါ်မှာအမုန်းတရားတွေပွားများအောင်ဒီလိုပဲလှုပ်ကြံပြီးတော့တိုက်ခိုက်တဲ့ရေးသားချက်တွေပဲဖြစ်တယ်ဆိုတာကိုဒီကနေ့သိစေချင်ပါတယ်ကျော်ဒီနေ့အောင်မြင်မှုတွေကတော့တော်တော်များများရတယ်ဒီဂံကောမျိုးပေါ့နော်ကျွန်တော်မိုးမလင်းငင်ကလေးကမှကြားရတဲ့တတိယပေါ့ဂံကောဘက်မှာကျွန်တော်တို့အောင်မြင်မှုရတယ်အဲဂံကောကျောမုံရလမ်းပေါ်မှာရှိတဲ့လေမရွာမှာခိတ်ဖွင့်ပြီးတော့ဟိုဘီဒီအက်တရားနေပြီးတော့ပေါ့နော်ဒီဂံကောမျိုးအတွင်းကိုကုန်းစီတွေဝင်ရောက်မလာဖို့ဆိုပြီးတော့ပိတ်ဆို့ပြီးတော့အဲခိတ်ဖွင့်ထားရတယ်ပေါ့ အဲ့မှာကျမတို့ဒီဂံကောတက်နေရလဲကြင်ညာထားတယ်မင်းတို့ဂံကောမျိုးနဲ့ငါးမိုင်ပတ်လဲအောင်မလာခဲ့နဲ့လာရင်တော့အရှင်တော့မထွက်ရဘူးအသေးတော့ပဲရမယ်ဆိုပြီးတော့အဲဂံကောတက်နေရအကိုတွေကလည်းကြင်ညာထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့မှာသူတို့ကဂံကောမျိုးအထွက်လင်မရွာမှာဂိတ်လာဖွင့်တယ်ဂိတ်လာဖွင့်တဲ့အချိန်မှာအမှတက်မလို့နေမိကတရင်နေတော့ပြီးတော့ရှင်းနေတဲ့အခါမှာအဲသူတို့တင်တဲ့တရင်အရာပေါ့နော်သူတို့တင်တဲ့သတင်းအရ17ရက်အတိ6ရက်အရှင်ဆိုပြီးဒါသူတို့တင်ထားတယ်။ကျမတို့ဘက်ကတော့ဒါသတင်းတော့ မထုတ်ပြန်ညာသေးဘူးအဲအဲ့လိုမျိုးလေးတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနေ့မှာအဲကျမရဲ့ TikTok account ကတော့ဒီကနေ့ပြတ်သွားပြီပေါ့နော်ပြတ်သွားပြီအဲ့တော့ကိုစောဖုန်းရဲ့ account ကနေပြီးတော့ဒါလာပြီးတော့အကူညီတောင်းပြီးတော့ live လွှင့်ပြီးတော့ဒီသတင်းစကားလေးကိုသိစေချင်တာပေါ့နော်ဆိုတော့သူများတွေတက်မတော်ပေါ်မှာဟလာအမုန်းတရားတွေပွားများအောင်လို့ပြောနေတဲ့စကားတွေနားမရအောင်ပဲနဲ့တကယ်အဖြစ်မှန်အောင်မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ပဲစဉ်းစားစေချင်တာပါဘာလို့ပြောတာမှမယုံပါနဲ့ကျမပြောရလဲယုံချင်ယုံမယုံချင်နေ မယုံလို့လည်းရတယ်ဒါပေမဲ့မိမိရဲ့အသိဉာဏ်နဲ့မိမိတခြားစင်းလာပါကျောင်းဘက်ရဲ့ကာလာကြီးမှာကလေးတွေဖြူစင်းဝတ်ပြီးကျောင်းတက်တယ်ဆိုတာဖြစ်နိုင်ပါလားအဲနောက်တစ်ခုကကျတော့အဲ့လိုမျိုးဒီဘက်ရင်းဆိုတာကအကြံဖက်ပြီးတဲ့ဒီစိုးမိုးတဲ့နေမျိုးမှာအတက်မတော်ကနေပြီးတော့ပြီးတော့ဒီနေ့လဲဒါလေးချောင်းတက်ခဲမှုဒီလုံးဝမရှိခဲ့ဘူးဆိုတာကိုလည်းသိရတယ်မဟုတ်ဘူးဆိုရင်တော့မကွာဟိုခင်ဗျားတို့အမြဲတည်နေပါတယ်ဝေဟင်တို့ဘာတို့ဟာလာမေထီလာရှန်တဲ့လေစိတ်ကနေလင်းရဘန္ဒိုင်တက်သွားပါပြီအနောက်မြောက်ရက်တို့ဥတီတက်သွားပါပြီအဲ့ဒီလိုမျိုး တင်နေတဲ့သတင်း channel တမားတွေကိုလည်းခင်ဗျားတို့ကိုယ့်ဘက်ကိုသွားကြည့်ကြည့်ပါဒီကနေ့ဒီဘင်းရင်ဘက်ကိုသွားတဲ့လင်းရင်ရှိလားလို့တင်ထားတဲ့ post ရှိလားလို့ကိုယ့်ဘက်ကိုသွားကြည့်ကြည့်ကျွန်တော်တို့ပြောတာမယုံဘူးဆိုရင်တော့မှခင်ဗျားတို့ကိုကြည့်နေတဲ့ channel တွေကိုယ့်ဘက်ကိုသွားပြီးတော့ကြည့်ကြည့်နော်အဲ့ဒီခင်ဗျားတို့တင်နေတဲ့ channel တွေမှာလည်းဒီဝေဟင်နဲ့ပတ်သက်ပြီးတော့ဒီဘင်းရင်ဘက်ကိုဒီနေ့လေးချောင်းတက်တာတို့လေးချောင်းသွားတာတို့တင်ထားတဲ့ post တွေအခုချိန်ထိမရှိဘူးเนาะအဲ့တော့တေးကြဒီဘဲကြီးကိုတက်မတော်ကနေပြီးတော့လေချောင်းရှင်းလေးလုပ်ခဲ့တာလုံးဝမရှိဘူးဆိုတာကိုအတည်ပြုလို့ရတယ် ျမတို့ပြောတာမယုံဆိုရင်တော့မင်းကိုယ့်ဟိုသွားကြည့်ကြဘာလို့ပြောတာမှမယုံနဲ့ကိုယ့်အသိဉာဏ်နဲ့ကိုယ်ပိုင်မြင်တဲ့ဟာကိုပဲကိုယ့်ဟာကိုယုံကိုယ့်ဟာကိုကိုယ့်အသိဉာဏ်နဲ့ပဲစဉ်းစားဘသူကလာပြီးမှိုင်းတိုက်တာကိုမှမယုံကြည့်နဲ့ကျမတို့အားလုံးနေ့စဉ်အဲထမင်းနေစားနေကြတာပဲအဲ့မှာအသိဉာဏ်ကြီးကျမတို့ဖွင့်ပြနေရပဲကိုယ့်ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ပဲစဉ်းစားဆုံးဖြတ်အဲနောက်တစ်ခုကကျတော့ကျမတို့ဒီမှာမော်လမ၃ရောက်ပါတော့ကိုစောဖုန်းကြီးကကိုကျော်စိုးကကျမတို့ order အဲနမခတိုင်းမူကြီးရဲ့ဖိတ်ကြားချက်အရာကျမတို့ဒီမှာအလိုလေးရောက်နေရောက်နေခါမှာကျမတို့ရောက်တဲ့နေရာဆပြီးတော့ပေါ့နော် ဒီမုံရမျိုးရဲ့အခြေအနေကိုကျွန်တော်လှည့်တယ်လေ့လာတယ်။အပြီးတဲ့အခါမှာဒီကနေ့ဆိုလို့ရှိရင်မုံရအလွန်အထက်ကနှစ်ချောင်းရောက်ခဲ့တယ်။ရောက်ခဲ့တဲ့အခါမှာဒီမန်းလေးငလေးညီးကြမလို့ပေါ့။အဖြေလွားတွေဆုံးရှုံးသွားတဲ့ကလေးတွေစောင်းမိုးဝဲပြန်ဖြေဖို့ရအတွက်ကိုဒါနိုင်ငံတော်နဲ့ပြည်ညာဝန်ကြီးဌာနကနေပြီးတော့ဟိုပံ့ပိုးကူညီထောက်ပံ့နေမှုတွေကိုကျွန်တော်တို့တွားရောက်လေ့လာခဲ့တယ်။ ကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းပေါ့နော်ဒီကာလအတွင်းခီးသွားတဲ့အခါမှာကျွန်မရောက်တဲ့မြို့တိုင်းမြို့တိုင်းအစတဲ့ကြောင့်ကျွန်မရောက်ဖြစ်တယ်ကြောက်စရတဲ့ကျွန်မရောက်တယ်ရောက်ပြီးတော့အဲ့ကက်မွန်ရဲ့ခလေးတွေကိုတွေ့တွေ့ရတော့တွေ့ပြီးတို့အားပေးစကားပြောတယ်အပြင်အေးဘူးတွေဝေခဲ့တယ်ဒီကနေ့လဲအကိုနှစ်ယောက်ကတော့မုတ်ဘိုးတွေခလေးတွေကိုပေးခဲ့ကြအတယောက်ကို9000တော့ကျမကတော့အေးဘူးလေးတွေလူခဲ့တယ်ပြီးတော့အမှဗော်လန်တီယာလုပ်နေတဲ့ဆရာဆရာမတွေကိုလည်းတက်နိုင်တာလေးတွေကျမတို့ကူညီပေးခဲ့တယ်ထောက်ပံ့ပေးခဲ့တယ်ဆိုတော့ဒီကနေ့ခလေးတွေကိုပြောခဲ့တဲ့စကားလေးတခုကိုဒီနေရာမှာနေပြောကြပြီးတော့ အဲကျွန်မနှုတ်ဆက်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီစကားလေးကို grade တွေဆောင်ဝတ်ပြန်ပြီးမဲ့ကလေးတွေကိုပြန်ပြီးတော့ lesson ကမ်းပေးပါလို့လည်းမြစ်တာရက်ခံပါတယ်အဲကျွန်မတို့ဘဝအိမ်မှာပေါ့နော်အခွင့်အရေးတွေဆိုတာကအဲတစ်ချိန်တစ်ခါစီပဲရကြတာများပါတယ်အခွင့်အရေးနှစ်ခါရတယ်အခွင့်အရေးနှစ်ကြိမ်ရတယ်တူညီတဲ့အခွင့်အရေးတစ်ခုနှစ်ခါရတယ်နှစ်ကြိမ်ရတယ်ဆိုတာကတော်တော်လေးဟိုကံကောင်းတဲ့သူတွေပဲရကြတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီမောင်လေးတင်ညီမလေးတွေကဒါ အဖြေလွားကြီးပေါ့နော်ငလင်ချောင်းမလို့ဒါအဖြေလွားကြီးဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်ပွဲကိုပြန်ပြီးတော့ဖြေကြရမယ်အဖြေကြတဲ့အခါမှာလည်းနိုင်ငံတော်ကနေပြီးတော့ဒါစားဖို့တောက်ဖို့ပေါ့နော်မနက်စာနေ့လယ်စာညစာနောက်ပြီးတော့ night star ကြီးချိန်မှာဟိုတောက်ဖို့ coffee မုံဟာကစားအားလုံးစီစဉ်ပေးတယ်ပြီးတော့တော့တောက်ဖို့ရေးချိုးဖို့ရေးပြီးရင်ကျမရေးဆောင်ရှောက်မှုတွေအလုံးရေးဆောင်ရှောက်မှုတွေပြီးရင်စာပြန်တင်တဲ့အခါမှာလည်း revision တွေကိုအဲတကယ့်တက်တူကပေါင်းဖို့ခိုက်ဒီကိုယ်တိုင်းလုံးဝ short to the point အတီချာလေးကိုပြန်ပြီးတော့ revision class တွေဖွင့်ပြီးတော့တင်ကြားပေးနေရဖြစ်တယ်ဒါကြောင့်မလို့ဆောင်ဝက်ဖြေဖို့အတွက်ကိုဟိုဘယ်လိုပြောမလဲကလေးတွေမှာအခက်အခဲမရှိပါဘောเนาะဟိုဖြေကြားနိုင်တယ်အိပ်ဖို့နေဖို့စားဖို့အကုန်လုံးဆက်ဆက်ရဘာမှပူပင်ကြမရှိအောင်ကိုပဲဆောင်ဝက်ပြန်ဖြေရမှာဖြစ်ပါတယ်အဲကျွန်တော်တို့လေ့လာခဲ့တဲ့ကျောင်းနေကျောင်းနေတိုင်းနဲ့အဲ့ဒီပုံစံပါအဲ့တော့အဲ့မောင်လေးတွေညီမလေးတို့ပြောချင်တာဒီတစ်ခါရတဲ့အခွင့်အရေးကဒါဟိုဒီမောင်လေးတွေညီမလေးတွေကသူများထက်အများကြီးထူးခြားပြီးတော့ဘယ်သူမှမရနိုင်တဲ့အခွင့်အရေးတခုနှစ်ခါပြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအခွင့်အရေးကိုလက်စုံလက်ကင်ထားပြီးတော့ဟာလာရှေ့တစ်ခေါက်ကဖြေးကြခဲ့တဲ့ဆောင်ပွဲမှာကျွန်တော်တို့ရလက်ကောင်းပြီးထွက်ပေါ်ခဲ့သည်ဖြစ်စီเนาะမကောင်းတဲ့ရလက်တွေထွက်ပေါ်ခဲ့သည်ဖြစ်စီအခုတစ်ခေါက်မှာအဲ့ဒီအရင်တစ်ခေါက်ကထက်ပိုကောင်းတဲ့ရလက်တွေကိုပိုင်ဆိုင်နိုင်ကြပါစီလို့ဆုမင်ကောင်းတိုင်းနဲ့အဲကျွန်မဒီကနေ့တော့နှုတ်ဆက်ပြရစီရှင်အကိုကြီးဆက်ပြီးတော့ဥွင့်ဖို့ရှိသေးလားပြောစရာလေးရှိသေးလားကိုကျော်ဆုံးနည်းနည်းပြောကိုကျော်ဆုံးနည်းနည်းဝင်ပြောမယ်โอเคအဲကျွန်တော်ဘီကနေနေမယ် အဲ့ကိုကိုကျော်စိုးဦးလည်းဝင်ပြောဦးမယ်တဲ့တခါလုံးလည်းအလိုရှိတယ်ဘယ်လောက်ရှိလဲဦးကြည့်ရချစ်ချူဒီဘလောက်လဲဘလောက်1838လဲဝင်ကိုကျော်စိုးအားလုံးမင်္ဂလာပါအေးရောက်တူအေးရောက်တူအေးအေးရောက်တူအေးရောက်တူသူကကျွန်တော်တို့တိုက်ပြီးပို့လာတာမဟုတ်သူတို့တော်တူတော်တူလာတာနော်အားလုံးမင်္ဂလာပါဗျကဲကျွန်တော်တို့အရင်လိုခြေနေတော့တဖြည်းဖြည်းတော့ပြောင်းအောင်ပါဗျာခြေနေရပြောင်းလိုက် အကျွန်တော်မုံရွာရောက်တယ်ဗျာကျွန်တော်မုံရွာကိုလာကြတယ်အပြန်ညိုက်တော့ကျွန်တော်တို့ဟိုဟာနဲ့ပဲကုန်းနဲ့ပဲပြန်မယ်အခုတော့ကျွန်တော်တို့ဟိုဟာជីကကားနဲ့ပြန်မယ်ကျွန်တော်တို့ဒါမုံရွာ6မုံရွာ6ဦးမြင်းမူပေါ့ဗျာအဲ့ဒါကျွန်တော်ဇကိုင်းဇကိုင်းကျွန်တော်မန္တလေးပြောင်းဝင်မယ်မန္တလေးပြောင်းဝင်ကျွန်တော်ကုန်းနဲ့ပဲပြန်မယ်အဓိကကျွန်တော်သွားချင်သိချင်တာကဒီဒီလမ်းမကြီးပေါ့ဒီလမ်းမကြီးမှာဒါပြည့်ရက်တွေဘယ်နေရာတက်နေပေါ့ဘယ်နေရာတက်တယ်ကျွန်တော်လိုက်ကြည့်မှာဗျာပြီးရင်လမ်းမကြီးအခြေအနေပေါ့လမ်းမကြီးအခြေအနေတကယ်ကောင်းလားပေါ့လမ်းမကြီးအခြေအနေဘယ်နေရာမှာဘယ်နေရာမှာ ထီရယ်ဘယ်ညမှမထီဘူးပါဗျာလမ်းမရဲ့အခြေတွေပေါ့ဗျာကျွန်တော်ဒီလမ်းကိုလမ်းနဲ့ပတ်သက်ပြီးတော့မြင်ကွင်းတွေဘယ်လိုရှိလဲပေါ့ PDF တွေဘယ်လိုရှိလဲပေါ့ကျွန်တော်ကြည့်မှာအဲ့တော့ PDF မင်းတို့လည်းငါ့အတွင်းမညာနဲ့ငါလည်းမင်းတို့အတွင်းမညာဘူးဆွတ်ရတယ်ဟိုကုန်းလမ်းပြန်မယ်ငါတို့အတွင်းလည်းမင်းတို့လောကမညာနဲ့မင်းတို့အတွင်းလည်းငါတို့လောကမညာဘူးဒါကမင်းတို့နဲ့ငါတို့ကြားမှာပေးထားတဲ့ပေးထားချက်ပဲဒါရှင်းတယ်မင်းတို့လည်းယောက်ျားတယ်ငါတို့လည်းယောက်ျားတယ်ငါတို့ကပြည်သူလူထုကိုကာကွယ်နေတာငါတို့တက်တဲ့အတက်ပညာကာကွယ်နေတာမင်းတို့လိုဓမြမတူ ကကောင်းတယ်သူကလာဖုန်းကြီးတတ်တယ်ဆီယမတတ်တယ်ကွာမင်းကောင်းတယ်ကိုကိုကိုစာတင်ခဲ့တဲ့ဆီယမကိုတတ်တယ်ကိုကိုတင်ငန်းစီးပေးတဲ့ဖုန်းကြီးကိုတတ်တယ်အဲတေဝါတဲ့နေတဲ့သူအချင်းချင်းမင်းတို့စောက်ချောက်အောင်လားမစောက်ချောက်ပဲနဲ့မင်းတို့ကမရေကျင်တယ်ချတယ်ဝန်တူတူတန်ကြမျိုးမျိုးမင်းတို့အမျိုးမျိုးလောက်ကြတယ်အဲတော့ငါတို့ငါတို့ကဘာလို့မနှက်ပြန်ကြရင်ကုန်းလန်းနေပြန်မယ်ဒီငါတို့ပြောတဲ့တိုင်းလမ်းကြောင်းပြန်မယ်ငါတို့အတွေ့မင်းတို့လောကမညာတယ်ငါတို့အတွေ့လောကမညာဘူး အဲ့ဒါပဲမင်းတို့လည်းယောက်ျားငါတို့လည်းယောက်ျားပဲเนาะအညာနဲ့တော့ငါတို့လောကမညာဘူးမင်းတို့လည်းငါတို့တွေ့လောကမညာတယ်လိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမဲ့သာလာခဲ့လိုက်ပါလို့တော်တော်အကောင့်ကလည်းလက်သွားပြက်သွားပြီပြက်သွားပြီ2000ကျော်2000နည်းနည်းစိုးသွားပါဒီနေ့เนาะညီမလေးတစင်ဦးကလည်းမြို့သားကျွန်တော်တို့ကစားတော့တဲ့အခန်းမကြီးထဲမှာလိုက်ရွင်တာပေါ့เนาะလိုက်ရွင်တာဆောနာညီမလေးပြောထားတယ်လို့ပဲ